Valley FM. Team Radio. Two stations, one voice. Two stations, one voice. မလင်းဖန်နဲ့တင်းရီယိုပရိသတ်များရှင် Morning Beast ကနေပြီးတော့တိုက်ရိုက်အသံလွှင့်နေရပါမြန်မာစံတော်ချိန်ကတော့မနက်09:33မိနစ်ပါဆိုတော့ဒါတို့အခုကျမ်းမာရေးကဏ္ဍလေးမှာဆိုရင်ဒီတစ်ပတ်မှာတော့ခွန်ရှိရှိခွန် Healthcare Call Center မှာဒေါက်တာသက်စုမွန်နဲ့အတူတူမမြင်နိုင်တဲ့ကူးစက်ရောဂါများနဲ့အစာသမားတစ်ဆင့်ကူးစက်နိုင်တဲ့ Norovirus အကြောင်းကိုတိုက်ရိုက် Interviews ကဝင်လေးတင်ဆက်တော့မှာပဲဖြစ်ပါတယ်။ဆမိုင်းမင်္ဂလာပါရှင့်။မင်္ဂလာပါ။ ဟုတ်ကဲ့ပါဆိုတော့ဒီအကြောင်းအရာလေးပြောမယ်ဆိုတော့ပထမအဆုံးအနေနဲ့ဟိုဟာကူးစက်ယောဂါလို့ခေါင်းစဉ်တက်တဲ့အချိန်မှာပေါ့နော်လူတဦးနဲ့တဦးဟာမျက်စိကမမြင်နိုင်တဲ့ကူးစက်ယောဂါပုံမွားတွေကအမျိုးအစားတွေဘာတွေရှိလဲပေါ့နော်နောက်တစ်ခါတော့ဒီကူးစက်ဖို့ဖြစ်နိုင်ခြေရှိရဲ့နီးလန့်နေရာဘာတွေလဲဆိုတာကိုအရင်ဆုံးသိပြစေဒေါက်တာရှက် ဟုတ်ကဲ့ပါကုသယောဂပိုးဆိုတာအတိကမျက်လုံးနဲ့မမြင်နိုင်ဘူးပေါ့နော်။သူကနေရာတိုင်းမှာရှိနေနိုင်တယ်။အာရေထဲမှာလေထဲမှာဒီဆရာမတို့စားတဲ့အစာတောက်တွေပေါ့နော်။အဲ့ထဲမှာလည်းရှိနိုင်တယ်။ဟိုခန္ဓာကိုယ်ပေါ်မှာတောင်ရှိနိုင်တယ်ပေါ့နော်။သူကအတိကဘာတွေပါလဲဆိုလို့ရှိရင်တော့ကုသယောဂပိုးတွေထဲမှာဘက်တီးရီးယားပေါ့။ဘက်တီးရီးယားလို့ခေါ်တာပါတယ်။ဗိုင်းရပ်စ်ပါတယ်။နောက်ထပ်ဟိုဆရာမတို့ဒီ medical term အခေါ်ဆိုလို့ရှိရင်တော့ cyclophosphore ဆိုတဲ့ဟာလေးရှိရပေါ့နော်။သူကလည်း micro တမျိုးပါပဲ။နောက် fungus ဆိုတဲ့ မှုပေါ့နော်မှုအဲမှုပိုအဲ့ဒါကြီးအကုန်လုံးကတော့မမြင်နိုင်တဲ့ကုသယောဂပိုးတွေပါပဲရှင်ဟုတ်ကဲ့အာကုသနိုင်တဲ့နည်းလမ်းတွေကတော့အများကြီးရှိတာပေါ့ကုသနိုင်တာကတော့ကျွန်တော်တို့အသက်ရှူလမ်းကြောင်းကနေလဲကုနိုင်တယ်အသက်ရှူလမ်းကြောင်းဆိုတာဟိုဒီတယောက်ယောက်ကခြောက်ဆိုးတာပဲဖြစ်ဖြစ်နှာချီတာပဲဖြစ်ဖြစ်အသက်ရှူလမ်းကြောင်းကနေကုနိုင်တယ်နောက်တစ်ခုကကြတော့စားအတော့ပေါ့နော်အစားအတော့မဆန့်တဲ့အစားအတော့တွေစားမိရာဒါမျိုးတွေကနေလဲကုနိုင်တယ်အာနောက်ပြီးရခါကြလို့ရှိရင်တော့အာဒီတယောက်နဲ့တယောက်ပေါ့နော်ယောဂပိုးရှိရဲ့ဟိုလူနဲ့ထိတွေ့မိရာဒါ ာမျိုးတွေကလည်းကုနိုင်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါရှင်အဲ့တော့ပေါ့နော်ထက်တော့ကိုရိုင်းတောင်သတိမထားမိတဲ့အပြုတ်မူရနေစဉ်ဒါမမြင်နိုင်တဲ့ပိုးတွေကကုဆတ်တတာတွေရှိတော့ပေါ့နော်ဘလို့အချင်းနေမျိုးတွေမှာပေါ့နော်ကုဆတ်ရောဂါပိုးမွားတွေကပိုပြီးတော့ကူးလွယ်တာလဲဆိုတာလည်းသိကြပါတယ်ဥပမာအခုလူစုလူဝေးပွဲတွေမှာဆိုလို့ရှိရင်စားတောက်နေထိုင်တဲ့အပြုတ်မူတွေပေါ့နော်ဆက်မရဲပြီးတော့အလူတွေမှာတချို့အလူတွေမှာဆိုလို့ရှိရင်လည်းဒါဟင်းပကံခွက်ကြီးရဲမှာဆိုလို့ရှိရင်ဒါဇွန်တစ်ချောင်းနဲ့ထားပေးထားတယ်အဲ့ဒီဇွန်ကကြတော့ဒီပကံအသေးလေးနဲ့ခွက်ခွဲစားရ င်တော့ကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့အများအတွက်ပေးထားတဲ့ဇွန်ကြီးကိုဒါပါဇက်နဲ့ယူတောက်လိုက်တဲ့သူစီမှာခုနကတော့လိုမျိုးမမြင်နိုင်တဲ့ယောဂပိုးမွားတွေပါလာပြီဆိုလို့ရှိရင်တော့ဒုက္ခရောက်နိုင်နေပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမှာဘလောက်တောင်မှပြန်ပွားနှုံးရှိနိုင်နေပြီးတော့နောက်ထပ်အခြေအနေရှိလို့ရှိရင်လည်းသိပြရစီရှစ်ဟုတ်ကဲ့ပါဟိုဟာအတိကလူနှစ်နှစ်ပိုင်းခွဲပြီးပြောလိုက်မယ်ပေါ့နော်အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ဟာပေါ့နော်ဒီအသက်ရှူလမ်းနေတစ်ဆင့်ကုနိုင်တဲ့ယောဂပိုးတွေဆိုလို့ရှိရင်များသောအားဖြင့်ဘလို့အခြေအနေမှာပိုကုလဲဆိုရင်တယောက်တည်းနေမကူပေါ့ လူစုလူဝေးရှိတဲ့နေရာကိုသွားရင်ပို့ပြီးတော့ကူးနိုင်တယ်ပေါ့နော်အလူတွေအများကြီးရှိတဲ့အချိန်မှာယောဂပို့ပါတဲ့သူဆိုတာရှိနိုင်တာပဲလေအဲ့ဒါလည်းရှိနိုင်တယ်နောက်တစ်ခုကတော့ဒီချောင်းဆိုးတဲ့အချိန်နှာချီတဲ့အချိန်မှာဟိုဒီလက်ကင်ပွားပဲဖြစ်ဖြစ်ပေါ့နော်တခုနဲ့မကဘဲနဲ့ဆိုးလိုက်တာပေါ့အဲဒါမျိုးတွေကနေတစ်ဆင်လည်းကူးနိုင်တယ်နောက်တစ်ခုကကြတော့ဒီခုနဆရာမပြောသလိုပဲပေါ့အသက်ရှူလမ်းကြောင်းဖြစ်တဲ့ဆိုတဲ့အခါကျတော့ဒီတခုနဲ့ထိမိရပေါ့ယောဂပို့ရှိတဲ့သူနဲ့ထိမိရဒါမျိုးတွေကနေတစ်ဆင်လည်းကူးနိုင်တယ်နောက်ပြီးရင်တော့အဓိကကတော့လုံးဝလက် က်မစီးပဲနဲ့ပေါ့နော်နှာခေါင်းတို့ပြီးပါဇက်ထဲကိုကင်မိရထိမိရဒါမျိုးရနေတဲ့အသက်ဆူလမ်းကြောင်းဟာတော့ကုနိုင်တယ်ပေါ့နော်ဟုတ်ကဲ့နောက်တစ်မျိုးကတော့ဒီအဆိုင်ပေါ့နော်အဆိုင်ဒီဝင်းယောဂါပေါ့ဝင်းနဲ့ပတ်သက်တဲ့ယောဂါတွေဆိုလို့ရှိရင်တော့ဒီကမတတ်တဲ့အစာတောက်တွေစားမိရမျိုးပေါ့ဥမာလမ်းဘေးစာမျိုးတွေစားမိရနောက်တစ်ခုကကြတော့ဟိုတေချာချက်ထားတာမျိုးမဟုတ်တဲ့ပေါ့နော်ဟိုမကြက်တကြက်အကင်းနေဒါမျိုးတွေပေါ့နော်လမ်းဘေးစိုးစေးပါတဲ့ဟာမျိုးတွေဒါမျိုးတွေစားမိလို့ရှိရင်လည်းဒီဝင်းယောဂါကဖြစ်နိုင် ိုင်တယ်ဗောနော်နောက်တစ်ခုကခုနကပြောလို့ပေါ့ zone တစ်ချောင်းထဲကိုအတူတူတုံးပြီးတော့အဲတောက်တာစားတာဒါမျိုးကတော့ဟိုကုနိုင်ယောဂဘိုးရှိရဲ့ဒူတီကအတူတူတုံးပြီးရဲ့ဆိုလို့ရှိရင်တော့ကုနိုင်ပါတယ်ရှင်ဟုတ်ကဲ့အဲနောက်တစ်ခုကတော့အဲခုနကပြောသလိုယောဂဘိုးရှိရဲ့ဒူအာချက်ပြုတ်တာမျိုးဆိုလို့ရှိရင်လည်းကုနိုင်တယ်ဗောနော်ယောဂဘိုးရှိရဲ့ဒူကဟိုချက်ပြုတ်လိုက်တယ်ဆိုရအောင်စားမိလို့ရှိရင်လည်းဒီဝင်ယောဂဗောနော်ဒါမျိုးကြီးဖြစ်နိုင်ပါတယ်ရှင်ဟုတ်ကဲ့အဲ့တော့ဘလို့ယောဂပိုးတွေအများဆုံးကုနိုင်လဲဆရာမဥမာဘီပိုးစီပိုးစ ာစသဖြင့်ပေါ့နော်ဟုတ်ဒီဝင်ရောဂါနဲ့ပတ်သက်တာကတော့ဘယ်ခုနဟိုမမြင်နိုင်တဲ့ကိုယ်ဆက်ပိုတဲ့တဲ့အရလို့ပေါ့ဘက်တီးရီးယားပါနိုင်တယ်အဲ့ထက်မှဆိုရင်တော့ vibrio cholerae ဆိုတော့အတူအခုအရင်တလောကဖြစ်သွားတဲ့ color one ပေါ့အဲဒါမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့ဒီဝင်ရောဂါကတော့အဓိကပိုးတွေကတော့အများကြီးပဲပေါ့အဲအဲ့ထက်မှမှတချို့ကကြတော့အခု norovirus အခုဖြစ်လာ virus ကြောင့်ဖြစ်တဲ့ဟာဒါမျိုးတွေလည်းဖြစ်နိုင်တာပေါ့နော်ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆက်ဟုတ်ကဲ့ပါဆိုတော့ဂရီတို့တွေနောက်တစ်ပိုင်းကြာမှာပဲဒီ norovirus virus ပေါ့နော်ခုနဆီယမ်းကဆုံးသွားတယ်ဆိုတော့အဲ neurovirus နဲ့ပတ်သက်တဲ့ဟာလေးကိုဒုတိယပိုင်းမှာဆက်ပြီးတော့ဆွေးနွေးကြမှာเนาะဆွေးနွေးကြမှာဆိုတော့အခုတော့သတင်းတစ်ပုဒ်နဲ့ရှင်းဆက်ပါအောင်မရှင် Morning Beast ကနေပြီးတော့တရရဲ့အသံလွှင့်နေရပါရှင်မြန်မာစံတော်ချိန်ကတော့မနက်09:22မိနစ်ပါထထုအခုရိခွန်ရှိရှိကွန်ဟယ်ကဲကောစနာမဒရသက်စုံမုန်နဲ့အတူတူဒီပိုင်းမှာဆိုရင်တော့ထထုအစားအသောက်မှတစ်ဆင့်ကူးစက်နိုင်တဲ့ Norovirus အကြောင်းကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါရဲ့ရှင် ဟုတ်ကဲ့ပါဆိုတော့ဆ iam ရှင်ဒီ norovirus အကြောင်းလေးထပ်ပြီးသိပြစေကူးစက်ခံရရင်ဘာတွေဖြစ်နိုင်မလဲဘယ်လိုတွေကူးစက်ခံရနိုင်လဲပေါ့နော်ဟုတ်ကဲ့ norovirus ဆိုတော့အခုလက်တလုံးမှာဖြစ်ပွားနေတဲ့ virus တမျိုးပေါ့နော်။သူကအရန်ကိုကူးစက်လွယ်တယ်။အဓိကသူ norovirus ဖြစ်ပြီဆိုလို့ရှိရင်ဝင်သွားတယ်အန်နေပေါ့နော်။အဓိကလက္ခဏာအနေနဲ့ကတော့အာအဓိက norovirus ကတခြား virus တွေထက်မတူတာကြောင့်သူကအရန်ကူးလွယ်ရပေါ့နော်။ကူးလွယ်တယ်။ဒါမျိုးဒါကြောင့်မလို့ဟိုဖြစ်နိုင်ရဲ့ဟိုဖြစ်လာရောဂါလက္ခဏာတွေအဓိကခုနပြောတဲ့ အန်နဲ့ဝင်သွားတယ်အဲနောက်တစ်ခါဘိုက်နာတယ်ပေါ့နော်အဲဘိုက်အရန်နာတယ်ဒါမျိုးတွေဖြစ်တတ်တယ်တခြားကတော့တစ်ခါလေးညောင်းတယ်နှုံးတယ်ဒီကိုလုံးကြိုက်ခဲတယ်ပေါ့နော်ဒါမျိုးတွေလက္ခဏာလေးလည်းရှိရယ်ဖျားတာလည်းဖြစ်နိုင်တာပေါ့နော်အဲသူဖြစ်လာပြီဆိုလို့ရှိရင်ဟောဒီကိုခုနပြောသလိုပေါ့သူကအဓိကအန်နာနဲ့ဝင်းလျှော့တာဆိုတော့လေဟောတချို့အရန်ပြင်းထန်တဲ့တွေဥမာနာတာရှိယောဂအခန်းရှိတဲ့တွေကလေးတငယ်ဆိုရင်တော့ပို့ပြီးပြင်းထန်တတ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အဲ့တော့ဘလို့များကုဆက်ခံရနိုင်လဲထဲတို့ဘလို့တွေ တိထားရမလဲဆင်မဟုတ်အဲအဓိကတော့ဒီသူက ဟိုခုနကပြောသလိုပဲပေါ့ကူးစက်လွယ်တဲ့ယောဂါဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဘယ်လိုကူးစက်လဲဆိုအဓိကတော့အာနိုရိုဗိုင်းရပ်ရှိတဲ့သူနဲ့ဓာတ်ရိုက်ထိတွေ့မိတာပေါ့နော်အာဒါမျိုးလေးဆိုလို့ရှိရင်ဖြစ်နိုင်တဲ့အတူတူစားတာအတူတူခုနကပကံအိုခွက်ပေါ့နော်အတူတူသုံးဆွဲတာမျိုးဒါမျိုးနဲ့ကူးနိုင်တယ်နောက်ပြီးရင်အဲ့နိုရိုဗိုင်းရပ်ကူးစက်ခံနေရတဲ့သူကချက်ပြုတ်တာကိုစားမိရင်လည်းကူးနိုင်တယ်ပေါ့နော်ဟုတ်ကဲ့နောက်တစ်မျိုးကတော့ဒီအစားအသောက်ပေါ့အစားအသောက်ပဲဖြစ်ဖြစ်ဒီဟိုအရေးတောက်လိုက်တာမျိုးပေါ့အဲ့ထဲမှာနိုရိုဗိုင်းရပ်ပါနေရမျိုး ကူးနေရမျိုးဆိုရင်လည်းမတက်နဲ့အစာပေါ့နော်ဒါမျိုးကြီးစားမိလို့ရှိရင်လည်းကူးနိုင်ပါတယ်ရှင်အဲနောက်တစ်မျိုးကတော့ခုနကပြောသလိုပေါ့ဟိုမတက်လက်မစီးဘဲနဲ့အစာစားမိရမတက်နဲ့တခုခုကိုထိမိပြီးလက်ကိုတေးချမစီးဘဲနဲ့ပေါ့နော်ဒီပါဇက်တို့အဲ့လိုမျိုးစားအစာတောက်စားမိရပေါ့နော်ဒါကင်မိရဒါမျိုးတွေကနေတစင်လဲနိုရိုဗိုင်းရပ်စ်ကကူးနိုင်ပါတယ်ရှင်ဟုတ်တယ်ဆရာမလက်စင်းရင်လည်းအနည်းဆုံးစက္ကန့်20လောက်ထပ်လို့တေးချလိမ့်နော်အချိန်ပြည့်စေရဘဝဆရာမလက်စင်းရတယ်ပဲအချိန်ကြီး ်ဟုတ်တယ်အခုလိုယုံလာတဲ့နေ့ဆိုလို့ရှိရင်ယုံတဲ့အိမ်နဲ့လက်စေးတာကအခါ20လောက်တောင်ရှိမယ်ဒီနေ့လက်စေးတာရဲ့လက်တန်စေးဖြန်းတာရယ်နဲ့ပဲဟိုအချိန်ချိန်တော်များပေးနေရတယ်အခုနောက်ပိုင်းပေါ့နော်အဲ့လိုလက်စေးတွေလည်းအကုန်မြန်လာတယ်ပေါ့နော်နောက်ပိုင်းမှာမဟုတ်ဆိုတော့ virus တွေကများလာတာကိုဆရာမတည်းဆိုတော့အခုကဒီဒီပိုင်းကတော့ norovirus အကြောင်းဆိုတော့ဆက်ပြီးတော့မေးအောင်မယ်ပေါ့နော်အဲ့တော့ norovirus ကိုစက်ခံရဘယ်လိုကုသလို့ရမလဲပေါ့အဲ့ဒါလေးလည်းသိချင်တယ်ဆရာမဟုတ်ဟုတ်ကဲ့သူကတော့များတော့အဖြစ်ကတော့ဒီ norovirus ဖြစ်ပြီဆိုလို့ရှိရင်တရက်ကနေ ုံးရက်တွင်ပြန်ကောင်းသွားတဲ့တဲ့ပေါ့နော်ဒါပေမဲ့ခုနကဆရာမပြောသားသလိုပဲနာတာရှည်ယောဂအခန်းရှိရတဲ့သူတွေနောက်ကလေးတငယ်တွေမှာတော့ပူပြီးခယူးစားရမယ်ပေါ့နော်အခုနကဟိုဝင်သွားတယ်အန်နေဒါမျိုးတွေအတွက်ကိုတော့အဒီဟိုစေးတောက်ရမယ်ပေါ့ဆရာဝန်ညွှန်ကြားတဲ့စေးတောက်ရမယ်အဓိကအရင်များများပူတောက်ပေးရမယ်သူကတော့အဓိကဖြစ်ပြဿနာကတော့ဝင်သွားတဲ့အန်နာဆိုခန္ဓာကိုယ်ကအရင်တက်ဆုံးရှုံးသွားတာအဲကြောင့် dehydration လို့ခေါ်တဲ့ရေဓာတ်ဆုံးရှုံးမှုဖြစ်လာပြီဆိုလို့ရှိရင်ဓာတ်စာရေတောက်တာမျိုးပေါ့ဒါမျို ိုးတွေလိုအပ်လို့ရှိရင်ပလင်းချိတ်တာအထိပေါ့နော် ပြင်းထန်တဲ့တွေ့မှာဆိုရင်တော့ဒါမျိုးတွေအထိလောက်ရတာမျိုးရှိပါတယ်အာဒီကတော့ဟိုဓာစာကိုကောင်းကောင်းဝင်မိုးလိုတယ်ပေါ့နော်အန်နေလို့တချို့ကြတော့အန်နာပါပါတဲ့အတွက်ကြောင့်မလို့ဓာစာပါမဝင်ဘူးဆိုလို့ရှိရင်ဒါမျိုးဆိုလို့ရှိရင်တော့နီးစရာစီုံစီကမ်းမှာကုသမှုခံယူရမှာပေါ့နော်ဟုတ်ကဲ့ပါရှင်ဆိုတော့အဲ့တော့ထပ်တူတွေအခုတာမန်ဒီကျမ်းမာရဲ့အခြေအနေကောင်းတဲ့သူတွေကတော့ ဒါတိတ်ကိစ္စမရှိဘူးဆိုပေမဲ့ခုနကဆမ်းမပြောတော့လို့မျိုးဒါတက်ကြီးရွယ်အိုးလေးပြီးရောဂါခံရှိသူတွေခလေးငယ်လေးတွေကတော့တကယ့်ကိုမှဂေယူဆိုင်ရမယ်အထဲမှာပါဝင်တာပေါ့နော်ဆမ်းမဟုတ်ပါဘူးအဲ့တော့တစ်ထက်တော့ဒီလိုမျိုး neurovirus မကူးဆက်အောင်လို့ပေါ့နော်ဟိုကြိုတင်ကာဝယ်လို့ရမယ်နီးလန်းလေးကြီးသိလို့ရှိရင်လည်းပြောပြပေးပါအောင်ဟုတ်ကဲ့ပါခုနဟိုအမပြောသွားတယ်လို့ပဲပေါ့နော်အဲလက်ဆေးရမယ်ပေါ့အဓိကတော့ဟုတ်ကဲ့ဟုတ်ကဲ့လက်ဆေးရမယ်နောက်ပြီးရင်တေချာချက်ပြုတ်ရမယ်အစားအသောက်ကိုလေအပြင်စားအတက်နိုင်ဆုံးတော့ရှော့ပေါ့နော်မစားနဲ့ဆိုတာ ထက်ဟိုတန့်ရှင်းတဲ့အစားတောက်ပေါ့အဲ့ဒါမျိုးစားရင်တော့ပို့ပြီးတော့အဆင်ပြေတယ်။အာဒီတေချာချက်ပြုတ်ရမယ်ဆိုတာမကြက်ရက်ချက်တီးအကင်နေပေါ့နော်ဒါမျိုးအခုနောက်ပိုင်းကကြာဟော့ပေါ့တွေအကင်နေကအရန်စားလာတာဆိုဟုတ်တယ်ဟုတ်တယ်ရှင်။နောက်ဟိုခုနကပြောသလိုတေချာဟိုစားတောက်ပြီးမိဖို့ကြောင့်အစားပေါ့နော်တေချာတန့်တန့်ရှင်းရှင်းတက်တက်ရန်ထားရမယ်။အနောက်ပကံခွက်ရောက်တွေကိုတေချာစီးကြောပြီးရမယ်။နောက်ပြီးရင်ခုနကပြောသလိုပဲဟိုစီးတဲ့အခါမှာလဲလက်နဲ့လက်ကိုဒီနဲ့ဒီတိုင်းစီးတာမျိုးမဟုတ်ဘဲနဲ့ဆက်ပြနဲ့တေချာ ချားလေးပေါ့စကန်20ပြည့်အောင်ဆေးရအကောင်းဆုံးပါပဲเนาะဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့ဟင်းချက်တဲ့ဟာလည်းအဓိကဆိုတော့လေဟင်းချက်တဲ့သူတွေအနည်းငယ်လေဟို mouth cover လေးဖြစ်ဖြစ်ပေါ့เนาะဟုတ်ကဲ့ဟို mustard တာကတော့ကျမရဲ့အချိန်အမှန်တကယ်တော့ကောင်းတာပေါ့เนาะကျမရဲ့အတွက်ဒါပေမဲ့ဟိုအသက်ရှူကြရတာမွန်းချက်လာတဲ့ဟင်းအပူတွေနဲ့လည်းဆိုတော့အနည်းဆုံးတော့ mouth cover လေးနဲ့ဟင်းချက်တာမျိုးပြီးတော့နှာချီရုံမယ်ဆိုလို့ရှိရင်လည်းအဲ့ဟင်းအိုးနဲ့ဝေးတဲ့နေရာမျိုးတွေ့ရတာဟုတ်ပါတယ်ဟုတ်ကဲ့အကောင်းဆုံးဆိုလို့ရှိရင်တော့ဟို virus ကိုဒါတက်နိုင်ဆုံးတော့ကာကွယ်ပြီးသားဖြစ်မှာပါဟုတ်ပါတယ်ကျွန်တော်ကလည်းတတိလက်လွတ်လေးဟာ ချီဆိုပဲပြီးွားရပြီးွားမြန်ဆန်ဆန်လေးတွေပေါ့နော်အဲ့လိုလေးလည်းတွေ့ရတော့ကိရိယာဒါကျမ်းမိုက်အတိလေးတွေဒါပြောတာပါနော်ဟုတ်ပါတယ်ဟုတ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဆရာမအဲ့ဆိုရင်နောက်တစ်ပိုင်းကြာမှာပဲတခြားသောဒီကူးစက်နိုင်တဲ့ virus အကြောင်းလေးတွေဆက်ပြီးတော့ဆွေးနွေးပါမယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင် morning base ကနေပြီးတော့ဓာတ်ရဲ့အသက်လွှင့်နေရပဲဖြစ်ပါရဲ့ရှင်ဒီပိုင်းမှာတော့ထက်တော်ရီခွန်ရှိရှိကွန်ဟက်ကဲစင်တာမှဒေါက်တာသက်စွန်မွန်နဲ့အတူဆက်လက်ဆွေးနွေးမယ့်အကြောင်းအရာတွေကတော့မမြင်နိုင်တဲ့ကုသယောဂများအကြောင်းကိုဆက်လက်ပြီးတော့ဆွေးနွေးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီဒီပိုင်းမှာဆိုလို့ရှင်လဲဂရီတွေပေါ့နော်ကုသယောဂလို့ပြောရတဲ့ဂရီပစ္စည်းတူတူသုံးဝေမျှဝေသုံးဆွဲတာရှိလာပြီပေါ့နော်ဥမာအဲဗိတ်တစ်ခု share တောက်လိုက်တဲ့ဟာပဲဖြစ်ရေးတောက်လိုက်တာပဲဖြစ်ပေါ့နော်စသဖြင့်တယောက်နဲ့တယောက်ထိတွေ့မှုနှာခမ်းနဲ့ထိတွေ့မှုဖြစ်စေတဒရေရဖြစ်စေပေါ့နော်ပါဇက်နဲ့ထိတွေ့လိုက်တဲ့အရာရင်းနဲ့ချွေးတွေက ကူးစက်မှုတွေကတော့ရှိလာမှာပဲပေါ့နော်ဆရာမဆိုတော့ဒီယောဂရှိသူတယောက်ကနေပြီးတော့ပိုးတွေကူးလာပြီဆိုပြီးကိုယ့်ထံမှာဘယ်လိုလက္ခဏာတွေပြလာနိုင်မလဲပေါ့နော်ပြီးတော့သူ့မှာပိုးရှိမှန်းလဲကိုရီးယားမမြင်နိုင်ဘူးဆိုတော့လေအဲ့ဒါလေးလဲဆရာမပြောပြပေးပါအောင်ရှင့်ဟုတ်ကဲ့ယောဂလက္ခဏာတွေကတော့ဟိုဒီအသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာဝင်နေဆိုလို့ရှိရင်တော့ချောင်းဆိုးနှာစီးဖျားတာပေါ့နော်အဓိကအဲ့လိုလက္ခဏာတွေဖြစ်နိုင်တယ်ဒီအစာရင်ပေါ့နော်ဒီအစာရင်လမ်းကြောင်းတစ်လျှောက်ကိုတော့ယောဂပိုးဝင်နေဆိုရင်ဝင်သွားမယ်ဒါပထမဆုံးလက္ခဏာပိုင်းနာမယ်ပြီးရင်အ န်နာပေါ့နော်အန်နာလေးရှိလာနိုင်တယ်နောက်ဆုံးဒီဟိုဖျားတာနာတာအန်နာနေတစ်စင်းမှလုံးဝလူကကောင်းကောင်းမထောင်နိုင်တော့ဘူးပေါ့နော်စေယုံတန်ရတဲ့အထိပြင်းထန်တတ်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဆိုတော့ဒါအဲ့ဒါဆိုလို့ရှင်တော်တော်ကူးဆိုင်မဲ့အထဲမှာပါတာပေါ့နော်အဲ့တော့ကူးဆက်ယောဂါလို့ပြောလို့ရှင်လက်ထပ်တို့တွေအမျိုးအစားများရှိရဲ့အဲ့တော့ဘလို့ကူးဆက်ယောဂါပိုပဲဖြစ်နေပါစေပေါ့နော်ကိုရိုင်းကလွယ်လွယ်နဲ့မကူးမိအောင်လို့ပေါ့နော်ခန္ဓာရင်ရှိနေအောင်လို့အစားအသောက်အနေအထိုင်အနေနဲ့ရောဘလို့မျိုးကာကွယ်ပြီးတော့နေထိုင်တဲ့မှာတလေကိုခန်းကောင်းအောင်လို့ပေါ့နော်ဆက်မဟုတ် အာဒီပေါ့နော်အစားအသောက်ပြင်ဆင်တဲ့သူပဲဖြစ်ဖြစ်ပေါ့ဒါမှမဟုတ်အိမ်မှာဟင်းချက်တဲ့ဒါမိတွေပေါ့နော်ဒါအကုန်လုံးပဲပါပါတယ်အဲသူတို့တကယ်လို့ကိုကနေလို့ထိုင်လို့မကောင်းတော့ဘူးနှုံးလာတယ်ဒါမှမဟုတ်နာစီချောင်းဆိုးရှိလာတယ်ဖျားတာဝင်းလျှော့တာအကုန်ပဲပေါ့နော်အဲ့လိုခုနကဆရာမပြောရဲ့လက္ခဏာတစ်ခုခုရှိရင်လောလောဆယ်ရောအိမ်မှာပဲနေတင်တယ်အပြင်မသွားတင်ဘူးနောက်ပြီးရင်ဓမင်းဟင်းချက်တာလည်းမလုပ်ပဲခဏနားထားတင်တယ်ပေါ့နော်တခြားအိမ်ကကိုရဲ့အိမ်သားတွေကိုကူးမှဆိုတဲ့အတွက်ကြောင့်ပေါ့နော်အဲ့အိမ်မှာပဲနေရတော့ပို့ပြီးတော့က ကောင်းတယ်နောက်တစ်ခုကကြတော့အခုနပြောသလိုပေါ့အစာအတော့ကိုတေချာချက်ပြုတ်ပြီးတော့ပဲစားတင်တယ်တန်ရှင်းတဲ့ဒီပကံခွက်ရောက်ပေါ့နော်ဆိုင်မှာပဲစားစားဘဲမှာပဲစားစားပေါ့ဟောအစာအတော့ချက်ပြုတ်ပြင်ဆင်တဲ့ဒီဈေးရောင်းတဲ့ဒီဟိုပေါ့နော်ဈေးတဲ့အနေနဲ့လဲပေါ့နော်ဒီကိုယ့်ရဲ့အစာအတော့ကိုရောင်းတဲ့အခါကြလို့ရှင်တက်နိုင်ဆုံးပေါ့တစ်ခါတုံးလေးတုံးတာတော့ပို့ပြီးတော့ကောင်းတာပေါ့နော်အာနောက်တကယ်လို့မတုံးနိုင်ဆိုလဲခုနဆရာမပြောသလိုမျိုးဒီတေချာလေးစက်ပြရဲနေပဲဖြစ်ဖြစ်ပေါ့ပကံခွက်ရောက်တွေကိုတေချာလေးဆေးတာမျိုးကြီးလုပ်ပေးရမယ် နောက်တစ်ခုကကို့အနေနဲ့ကြတော့အာဟာရရှိအောင်စားရမယ်ပေါ့နော် အာဟာရရှိရဲ့အတီးနဲ့အသားငါပေါ့အဲ့ဒါမြတ်မြတ်တတစားရမယ်နောက်တစ်ခုကအေးရဝဝအေးရမယ်အေးမဝဘူးဆိုလို့ရှိရင်ကျန်းမာရေးပို့ပြီးတော့ကိုခံအားကျသွားတယ်ပေါ့အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ယောဂပို့ပို့ပြီးတော့ဝင်လာနိုင်တယ်ပေါ့နော်အာနောက်ပြီးရင်တော့ကာကွယ်ဆေးထိုးလို့ရတယ်ကာကွယ်ဆေးကတော့တစ်နှစ်တစ်ခါထိုးတာ flu vaccine နေပါဆိုရင်ဒါ flu အတွက်ကို vaccine ထိုးလို့ရတယ်လူကြီးရောကလေးရောထိုးလို့ရတယ်ခုနကကလေးတွေနဲ့လူကြီးတွေမှာတော့ပို့ပြီးတော့ဟိုထိုးထားတဲ့နေပေါ့နော်လူကြီးတွေ ဆိုတာကျမဟိုငကိုရယောဂအခန်းရှိရဲ့အသက်ကြီးရဲ့လူကြီးရဲ့ဆိုလို့ရှင်တော့ပို့ပြီးတော့လိုတန်လိုတာပေါ့နော်ဟုတ်ကဲ့ရှင် ဟုတ်ကဲ့ပါဆိုတော့နောက်ထပ်မိကွန်းလေးနေနေရတော့ဒီကလေးလေးတွေပေါ့နော်အဲကြောင်းတက်နေတဲ့ကလေးလေးတွေမှာဆိုလို့ရှိရင်လည်းဒါကြောင်းသွားလိုက်ပြီးဆိုတော့ကလေးတွေအများကြီးဆိုကူးဆက်မှုလေးဖြားဖြားလာတာလေးတွေပဲဖြစ်ဖြစ်ပေါ့နော်လွယ်တယ်ပေါ့နော်ကူးမိအောင်အဲ့တော့အဲ့လိုမျိုးအလွယ်တကူမကူးမိအောင်ရောကလေးလေးတွေအနေနဲ့မိဘတွေရောဘယ်လိုဆောင်ရွက်ရှောင်ရွက်နီးလန်းလေးတွေလုပ်ပေးတင်လဲပေါ့နော်ဒါလေးလည်းပြောပြပေးပါအောင်ဆရာမဟုတ်ဟုတ်ကဲ့အဓိကတော့ကလေးတွေမှာလည်းခုနကပြောသလိုပေါ့ကလေးတွေအတွက်ကိုအဓိကချက်ပြုတ်ပြရမေမေတွေကအဓိကချက်ပြရဆိုတော့တခါလေးထမင်းမှုလှလှလေးပြင်ပေးရပေါ့နော်အာဟာရရှိရအောင်လို့ဒီ ချာလေးချက်ပြုတ်ပေးတယ်။အဲသူတို့ကြိုက်တဲ့ဟာလေးပေါ့နော်။တမျိုးတည်းရွေးပြီးတော့စားတာမျိုးမဟုတ်ဘဲနဲ့အတီးနံအတာငါအစုံလင်းချက်ပြုတ်ပေးရကလေးတွေပို့ပြီးတော့အာဟာရလည်းရတယ်။ကိုခံအားလည်းပို့ပြီးတော့ကောင်းတယ်ပေါ့နော်။အဲနောက်တစ်ခုကကြကလေးတွေဆိုတော့အဓိကစော့တယ်ပေါ့နော်။အစော့မတ်တယ်အစားအစားချိန်မှန်မှန်တာမျိုးလည်းဖြစ်တတ်တယ်ပေါ့။အော်ကျောင်းနေမှာဆိုလို့ရှိရင်လည်းအဓိကသူတို့ဟိုဘေးကဆံမလေးရအစားပေါ့နော်။ကလေးတွေကိုခရူးတဆိုင်ပေါ့။စားတာတောက်တာအစား။အော်ဒါကလေးတယောက်နဲ့တယောက်လည်းမမြင်နိုင်ဘူးပေါ့။ဘယ်သူမှယောဂဘူးရှိရဆိုတာလေ။ဒါမျိုးဆိုတဲ့အခါကျတော့ တကယ်လို့ကလေးတယောက်နေထိုင်မကောင်းဘူးဆိုရင်အိမ်ကိုအကြောင်းကြားပေးရမျိုးပေါ့အိမ်မှာခဏလောက်နားပြီးတော့မှပဲတံမြေပြန်ကောင်းပြီဆိုမှចောင်းပြန်တက်ခိုင်းတာမျိုးဒါမျိုးတွေတော့လုပ်တင်တယ်ပေါ့နော်နောက်ကာကွယ်ဆေးပေါ့နော်ကာကွယ်ဆေးကတော့ငါးနှစ်မတိုင်ခင်တော့ကာကွယ်ဆေးရေအကုန်လုံးပြီးအောင်ထိုးထားတာအကောင်းဆုံးပါပဲရှင်အဲတခြားခုနကပြောသလိုမျိုးအာ flu vaccine နောက်ဒီ cholera အတွက်ကို vaccine ပေါ့နော်ဒါဒါမျိုးလေးတွေလည်းထိုးထားတာဆိုလို့ရှိရင်ကလေးတွေပို့ပြီးတော့စိတ်ချရတာပေါ့ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင် ကဲအခုတော့ပေါ့နော်ဒီတပတ်ရဲ့ဒါကျန်းမာရေးကဏ္ဍလေးမှာဆိုရင်တော့မမြင်နိုင်တဲ့ကိုယ်ဆက်ယောဂများအကြောင်းပြီးသွားတော့ပေါ့နော်အခုလဲဒါစားတောက်ကတစ်ဆင့်ကိုယ်ဆက်နိုင်တဲ့ Novavirus လေအကြောင်းကိုပေါ့နော်ပြည်စုံဖြည့်ကြပေးတဲ့ဒေါက်တာသက်စုံမုံကိုလည်း Manly FN နဲ့ Tinryu ကနေပြီးတော့ကျေးဇူးများရွက်တင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမလည်းကျေးဇူးတင်ပါတယ်အခုလိုပြောခွင့်ရတဲ့တပါဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးပါဆရာမဟုတ်ပါရှင်